မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းကလင်ကြီးမှာစစ်တပ်ဘလောက်ထိသတင်းဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။2025ခုနှစ်မလ28ရက်စကိုင်းကလင်ကြီးကစစ်ကောင်စီထိန်းချုပ်ရာမြမပြည်အလဲပိုင်းဒေသတွေဖြစ်တဲ့စကိုင်းတတဦးမန္တလေးမြစ်သားကျောက်ဆယ်ပြောပွဲနေပြီးတော့ပြင်မနာတာငူးစားတဲ့မြို့ရွာတွေတရှိနေစကိုင်းပြည်ရွေးတခြားစိုးစိုးဝဝထိခိုက်ခဲ့တာကိုတွေ့ရပါတယ်။အတီးပြုစဲမပြည့်စုံသေးတဲ့သတင်းတွေရလူထောင်နဲ့ခြေသေးဆုံးပြီးထောင်နဲ့ခြေတရားတွေရခဲ့ပြီးအဆောင်ထောင်ပေါင်းများစွာပြိုကျပြ ျက်စီးခဲ့တဲ့လန်ဒတာများစွာပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ဒီငလင်သတင်းတွေမှာအရက်သားအိုအိမ်များအထက်မြင့်အဆောက်အုံများကွန်ဒိုများဘာသာရေးအဆောက်အုံများရှေးဟောင်းဆောက်အုံများစွာပါဝင်ခဲ့တာကိုသတင်းအနေနဲ့လူမှုကွန်ရက်ဒီမှာများစွာတွေ့မြင်နိုင်ပါတယ်။ငလင်တက်ရောက်တဲ့ဒေသမှာစကိုင်းမှာတောင်ငူထေကီလိုမီတာ350ရှင်လျားတဲ့နေမြေတလျှောက်ရှိမြို့ရွာများမှာဖြစ်ပြီးထိပျက်စီးမှုတွေများပြားခဲ့ပါတယ်။ အဆိုပါသခိုင်းမှတောင်ငူတင်မြို့ရွာတွေကစစ်ကောင်စီထိန်းချုပ်ရာနေမြေတွင်တည်ရှိပြီးစစ်ကောင်စီရဲ့စစ်ရုံးပါဝင်တိုင်ရင်တပ်ဖွဲ့များမှအခြေစိုက်ထားကြောင်းသိရပါတယ်။ဒါပေမဲ့လည်းအခုချိန်ထိစစ်ကောင်စီရဲ့သတင်းတွေအခြားသတင်းဌာနတွေလူမှုကွန်ရက်တွေမှာစစ်တပ်ကအဆောက်အအုံများပြသတဲ့သတင်းထပ်ပုံတွေမတွေ့ရသေးပါဘူး။သတင်းအနေနဲ့လွတ်လပ်တဲ့သတင်းဌာနတွေမှာသတင်းချို့ပါလာတာကိုတွန်းတွေ့ရပါတယ်။နေပြည်တော်မှာရပ်ပတ်အုပ်ချုပ်ရေးဌာနတွေဖြစ်တဲ့သမရအိမ်လွတ်တော်ဝန်ကြီးဌာနနဲ့ဝန်ထမ်းအင်အားစာနာတို့ပြသတဲ့သတင်းတွေလူမှုကွန်ရက်မှာတွေ့ရပါတယ်။နေပြည်တော်စစ်ရုံးနဲ့ပတ်သက်ပြီးမလင်လို့ ောချင်းစစ်ဗိုလ်ချုပ်များနဲ့အင်တာဗျူးနေတဲ့အဇာစီယာရှုပ်တန်ရဲ့ဗီဒီယိုဖိုင်ကိုလာလူမှုကွန်ရက်မှာတွေ့ရပါတယ်စစ်ဘက်အဆောင်တွေနဲ့ပတ်သက်ပြီးလုံခြုံရေးတင်းကျပ်ထားပုံရပါတယ်ဒါပေမဲ့နေပြည်တော်တည်တဲ့အချိန်တပြိုင်တည်းတည်းတိဆောက်ခဲ့တဲ့စစ်ဘက်အဆောင်တွေကမပြုတ်ပြက်ပဲနေမှာတော့မဟုတ်တောင်ကုန်မစကိုင်းကျမ်းမှာအခြေစိုက်ထားတဲ့စစ်တပ်ရဲ့တရင်တပ်ဖွဲ့တွေကိုတွေ့မယ်ဆိုရင်တော့နေပြည်တော် နေပြည်တော်မှာအလွယ်ပြောရရင်စစ်ရုံးချုပ်ရှိတဲ့ဗိုလ်ချုပ်များစွာရုံးထိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးဒုတိယကာကွယ်ရေးဦးစီးချုပ်ရုံးကြီးရည်လေးကာကွယ်ရေးဦးစီးချုပ်ရုံးများ စီရင်ချုပ်စစ်တောက်ချုပ်စေဝနီချုပ်စင်ရဒုကန်ချုပ်စီရင်အရာရှိချုပ်လေးကျင်ရေးလေးချောင်းရံစစ်ပန်ရေးလုံခြုံရေးတပ်ဖွဲ့ဆရာဖာကာကွယ်ပစ္စည်းထုတ်လုပ်ရေးစစ်စီစင်ရေးစစ်စင်ရေးနဲ့စီရင်စစ်ချုပ်ရုံစတဲ့ရုံများရှိပါတယ်ဒါအပြင် အမြောက်တုံးတန်ချက်ကဆက်သွင်းစောက်လုံရင်ပြည်သူဆက်ဆံရေးနဲ့စိတ်တက်စစ်စင်ရေးစတဲ့စေဦးစီးလက်ယုံဝန်ထမ်းတက်ယုံများဈေးဝန်ထမ်းပြန်လည်နေရာချထားရင်တက်ထိန်တက်အင်အားဖြည့်တင်းရင်ငွေစင်းစတဲ့စီရင်ဝန်ထမ်းယုံများစီရင်ဂျင်နီယာထဖို့ဆက်လက်နဲ့စတဲ့စစ်တပ်ဝန်ထမ်းများရှိပါတယ် တမန်တော်ကာကွယ်ဦးစည်းချုပ်ယုံကာကာဦးကာကွယ်ဦးစည်းချုပ်ယုံကြီးကာကာကြီးကာကွယ်ဦးစည်းချုပ်ယုံရေကာကာရေကာကွယ်ဦးစည်းချုပ်ယုံလေးကာကာလေး စစ်ရေးကြုံရုံကကရေးစစ်တောင်ကြုံရုံကကထောက်တမရော်စစ်စင်ရေးအရာရှိကြုံရုံကကစင်စစ်ရာဒုကန်ကြုံရုံကကထူစစ်ဥပဒေကြုံရုံကကဦးစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိကြုံဆိုင်ရာခလေးချောင်းရံကကွယ်တပ်ဖွဲ့အရာရှိကြုံရုံလာရခတမရော်လေးချင်းရေးအရာရှိကြုံရုံ လာကခကကွယ်ပစ္စည်းထုံးလုံရေးအရာရှိကြုံရုံကကထောက်တမရော်ကြီးရီလေးစစ်စင်ရေးနဲ့စင်ရင်စစ်ကြုံရုံတာဆာဆာအမြောက်တပ်ဖွဲ့ညွန်ကြားရေးမှုရုံကကမှဒုံးတပ်ဖွဲ့ညွန်ကြားရေးမှုရုံကကတော့ဆက်သွယ် ညွှန်ကြားရေးမှူးရုံးကကဆန်တန်ချက်ကရန်နီယာတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကကတန်အထူးဆောင်လုပ်ရေးညွှန်ကြားရေးမှူးရုံးကကဆောင်ပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ညွှန်ကြားရေးမှူးရုံးကကပြီးစားတဲ့ရုံးဌာနများစွာရှိသလိုဝန်ထမ်းများနေထိုင်ရာအဆောင်ထောင်ထဲချီရှိရလို့သိရပါတယ်။ဒါအပြင်နေပြည်တော်မှာနေပြည်တော်တိုင်းစစ်ဌာနချုပ်စကကခ6ဌာနချုပ်လင်းရင်ကွင်းတစ်ခုနဲ့ကာကွယ်ပစ္စည်းဆက်ရုံကပ္ပဆဆက်ရုံနှစ်ရုံရှိပါတယ်။လင်းရင်ကွင်းကတော့အဆောင်များပြည့်စည်တော်လဲတပတ်အတွင်းပြန်လဲအသုံးပြုနိုင်ပြီးကပ္ပဆဆက်ရုံတွေကတော့မနစ်ကရေးကြီးစင်ကလေးကပြန်လဲလက် ပတ်နိုင်ဖို့လုံပန်းနေရစဉ်ဖြစ်တယ်လို့သိရပါဗျ။တောင်ငူတောင်ငူမှာတာမန်တိုင်းစစ်ဌာနချုပ်နဲ့လက်အောက်ခံတိုင်ရင်တပ်ဖွဲ့များအခြေစိုက်ပြီးလေးတပ်စခန်းတစ်ခုရှိပါတယ်။မိတီလာမိတီလာမှာတော့တမ69ဌာနချုပ်နဲ့လက်အောက်ခံတိုင်ရင်နေပြင်လက်ယုံတပ်ဝန်ထမ်းတပ်များအခြေစိုက်ပြီးတပ်နယ်အဖြစ်သတ်မှတ်ထားတဲ့တပ်မျိုးတစ်မျိုးဖြစ်တဲ့ရှမ်းတဲမှာလေးတပ်ဌာနချုပ်စခန်းရှိပါတယ်။ မန္တလေးမန္တလေးမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခပင်မလက်နဲ့ခရက်နဲ့လပခလက်အောက်ခံတိုင်ရင်တပ်ဖွဲ့များအခြေစိုက်ပါတယ်တတအုံးမှာရပ်ဖက်လင်းရင်ကွင်းရှိပြီးစစ်လင်းရင်တပ်ဖွဲ့များလည်းအခြေစိုက်ပြီးလေကြောင်းစစ်စင်ရေးပြုလုပ်တယ်သခိုင်းသခိုင်းမှာတမ33ဌာနချုပ်နဲ့လောက်ခံတပ်များအခြေစိုက်တဲ့ဒါကြောင့်သခိုင်းကလင်းတက်ရောက်တဲ့ဒေသမှာစစ်ရုံးချုပ်နဲ့အဓိကစစ်ဘက်ဆိုင်ရာရုံးများတိုင်းစစ်ဌာနချုပ်၃ခုတမဌာနချုပ်၂ခုနဲ့စကခဌာနချုပ်တစ်ခုရှိပါတယ်ဒါကြောင့်ရုံးဌာနနဲ့ဝန်ထမ်းအင်အားထောင်ကနဲရှိမယ်လို့ခန့်မှန်းရပါတယ် ်စစ်တပ်မြေများထိခိုက်ပျက်စီးမလဲလက်တလုံးငလျင်တန်းခံရစဉ်ကင်စင်းလှုပ်ဆောင်နေရစဉ်ကာလဖြစ်တဲ့အပြင်ဆက်သွယ်ရေးပြတ်တောက်ခြင်းသတင်းမှောင်ချခြင်းတို့ကြောင့်စစ်တပ်ဘလောက်ထိထိခိုက်တယ်ဆိုတာကိုတော့အသေးစိတ်သိဖို့ခက်ခဲနေစေဖြစ်ပါတယ်။တနင်္ဂနွေတိုင်းနာရအပီလာရှိရနေမနက်ပိုင်းထိစစ်ကောင်စီထုတ်ပြန်ကြရ3600တိဆုံ9018ဦးထဏ်ရန်ရပြီးပျောက်ဆုံးသူ160ရှိရလို့သိရပါတယ်။အစိုးရငလျင်ကြီးကြောင့်ငလျင်တန်းတဲ့ဒေသတွေမှာနေအဆောက်ပေါင်း2000ကျော်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီအဆောက်အုံတွေမှာဌာနဆိုင်ရာရှုံးများလဲထောင်နဲ့ချီပြီးပါဝင်နေလို့ ို့တင်ရပါတယ်။ဒါအပြင်စင်းရုံစင်ကန်90နီးပါးလည်းပြည့်စည်သွားပါတယ်။ဒါပေမဲ့လည်းနေပြည်တော်ရှိတမရအိမ်တော်ဝန်ကြီးဌာနရုံများဝန်ထမ်းအင်အားများနဲ့အခြားအဆောက်အုံများပြည့်စည်မှုကမနှဲလာပါဘူး။ငလင်ကျောင်းနေပြည်တော်ဥတ္တရတီမြို့နယ်မှာဥတ္တရတီစင်းရုံကြီးပင်လင်းစင်းရုံအုပ်စုအပါအဝင်ဟိုတယ်နဲ့ ဈေးဝယ်စင်တာများကဲ့သို့ကြီးမားတဲ့အဆောင်တချို့ပြိုကျပြတ်စင်းခဲ့ပါတယ်။ဥဒရတီနီစေယုံကြီးဆိုရင်တုံးထက်အဆောင်ကြီးရဲ့အောက်ဆုံးထက်ကမြင်းကြီးရဲ့ဒီနေဝင်သွားခဲ့ပြီးနှစ်ထပ်သာကြံမာတော့တယ်။နေပြည်တော်ရှိဝန်ထမ်းအင်အားများဝင်ကြီးဌာနရုံးများစွာပြိုကျပြတ်စင်းမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းများနဲ့မိသားစုဝင်တွေလည်းတိုက်စုံမှုတွေရှိကြောင်းသတင်းတွေမှာသိရပါတယ်။ စစ်တပ်ပြက်စီးနဲ့ပတ်သက်ပြီးသတင်းဌာနကနေပြည်တော်စင်ယုံအောင်မလေးဝတ်တဲစောက်ထားတဲ့ကိုကဲမှုရုံနေရာတွေလည်းငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။နေပြည်တော်ရဲ့လူဝတ်ဥမြင်လိုင်းကောင်းတွေလို့တည်ကြတဲ့အဲ့ဒီနေရာကိုငလင်လုပ်ပြီးရဲ့နောက်ပြင်ပကနေတာလုံခြုံရေးယူထားပြီးဆက်သွယ်ရေးပျက်စီးများကိုတော့ရှားသလောက်ထုတ်လိုက်ကြောင်းစီးရတဲ့အရင်မြစ်တွေစီကတည်ရပါတယ်။မြေအောက်ဦးမင်တဲမှာရုံး၅ရုံးစာအတွက်အစဉ်အသိရုံးထိုင်နိုင်ပြီးတိုင်းစစ်ဌာနချုပ်များနဲ့ဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်ထားတယ်လို့တည်ရပါတယ်။စားနပ်ရိက္ခာရှင်နဲ့အောက်ဆီဂျင်မှာ ဒူယာကနန်းအတွက်အသိပြင်ထားတဲ့လျှို့ဝဲကုတ်ကဲမှုဌာနချုပ်ကမြင်းအောင်မှာဥမင်များကတဆင့်စင်ယုံနဲ့စစ်တပ်ရဲ့ထိတ်တန်းခေါင်းဆောင်၃ယောက်ရဲ့နေအိမ်တွေကိုချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။ တရုတ်မြောက်ကိုရီးယားနည်းပညာတွေအသုံးပြုပြီးငွေကြေးအကုန်ကြကန်ဆောက်ထားတဲ့မြေယောဥမင်သားမကစစ်တပ်နဲ့နီးစပ်တဲ့ခရိုနီကုမ္ပဏီတွေကိုကန်ထရိုက်ပေးပြီးဆောက်ခိုင်းထားတဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံများစစ်အင်ဂျင်နီယာတပ်မှဆောက်လုပ်တဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံများကလည်းအရက်ဖက်ဝင်ကြီးဌာနအဆောက်အုံလိုပဲအများအပြားပြူကြမှာတည်ကြသလောက်ရှိပါတယ်။ဒါအပြင်ငလင်တန်းကျောင်းမန္တလေးနယ်တွင်လည်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခရဲ့အဆောက်အအုံများစွာပြူကြခဲ့ပြီးတည်ဆုံးတန်ရာရသူအများအပြားရှိတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။တန်ရာရသူနေရာကျော်ကန်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဘာခဌာနချုပ်ရှိရာမန္တလေးနယ်တွင်နေရှိစစ်တပ်အဆောင်နေပြင်စစ်ကြောင်းရေးအုပ်ချုပ်ဆောင်တွေလည်းပြိုကျခဲ့ပြီးနန်းတွင်မှာရှိရင်အဆောင်တွေရဲ့85ရှာကိုင်းနှုန်းကပြိုကျခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စကိုင်းတက်မ33ဌာနချုပ်မိထီလာရှမ်းတဲလီတက်စကန်းတို့မှာအဆောင်များပြိုကျသလိုစစ်သည်များထိခိုက်ဒဏ်ရာရတဲ့တရင်များတည်ဆုံတဲ့တရင်များတစားတစားကြားသိလာပါတယ်။စစ်တပ်စီဒီအန်အရာရှိများရဲ့ပြောကြားချက်အရအဆိုပါငလင်လုတ်တဲ့နေဟာတရင် တပ်ဖွဲ့ဌာနချုပ်တင်မှာဒါဘာပွဲပြုလုပ်ဖို့လူစုထားတဲ့နေ့ဖြစ်လို့အဆောင်ပြုကြလို့ထိခိုက်သေးဆုံးတန်ရာရသူများပြားမှုရှိရဲ့လို့ဆိုပါရယ်စစ်တပ်ကသတင်းမှောင်ချထားပြီးကာကွယ်ဖို့ကြိုးစားနေတော့လဲစကိုင်းငလင်ကြီးမှာကြီးကြီးမားမားထိခိုက်မှုရှိတာကိုတော့ညင်းပယ်လို့မရအောင်အဆောင်ပြည့်စည်မှုမရှိတဲ့စစ်လက်နက်ခရမ်းထုတ်လုပ်တဲ့ကပ္ပစဆက်ယုံနေတာမှလျှက်စင်ပြီးပြတ်တာမှုကြောင့်ဆက်ယုံလက်ပတ်ရမှုတွေရက်အနည်းငယ်ရပ်တန့်ခဲ့ရတယ်လို့ဆိုပါရယ် လက်တလုံးဖြစ်ပွားခဲ့တဲ့စကိုင်းကလင်ကစစ်ကောင်စီအထူးကထိန်းချုပ်ထားတဲ့နေရာတွေမှာဖြစ်ခဲ့ပြီးအမျိုးသားညီညွတ်ရေးဆိုရ NUG PDN နဲ့တိုင်းသားတော်လှန်တပ်ဖွဲ့များထိန်းချုပ်ရာဒေသတွေမှာထိခိုက်မှုနှေးပါခဲ့တဲ့ဒါကြောင့်ဒေသခံလူထုကမက PDN တွေဦးအင်အားစုများနဲ့တိုင်းသားတော်လှန်တပ်ဖွဲ့တွေကပါထိခိုက်မှုနှေးပါခဲ့ပါတယ်စစ်ကောင်စီထိန်းချုပ်နေမျိုးတွေမှာလူထုထိခိုက်မှုကြီးမားခဲ့တယ်လို့အဲ့ဒီဒေသတွေမှာအခြေစိုက်ထားတဲ့စစ်တပ်အဆောက်အအုံများစွာလည်းထိခိုက်ခဲ့တယ်နေပြီးတော့တခုထဲမှာပဲဌာနဆိုင်ရာအဆောက်အအုံ2000ကျော်နဲ့ဝန်ထမ်းအင်အား800ကျော်ပျက်စီးတယ်လို့သိရပါတယ်တိုင်းစစ်ဌာနချုပ်များ မျိုးများစွာဆုံးရှုံးအရင်းနှင်းခဲ့ချိန်မှာဘာမှမဖြစ်သလိုပွဲတက်ပြနေတဲ့စစ်ကောင်စီကအခုလည်းအိမ်တွင်မပြတ်ခိုက်ထုတ်နေတော့လဲငလျင်တန်းကြောင့်စစ်ဘက်အဆောင်များထိခိုက်မှုတပ်ဖွဲ့ဝင်များတည်ကြည်တံရရမှုတွေကြောင့်ထိခိုက်မှုကိုရှောင်လွဲလို့မရနိုင်ပါဘူးလက်ရှိစစ်ကောင်စီနဲ့စစ်တပ်ရဲ့ဝက်ဘ်ဆိုက်တချို့မှာအခုတိုင်ပြန်လဲ အလုံးမလုံးနိုင်သေးတာကိုတွေ့ရပါတယ်ဒီအချက်ကစစ်တပ်ရဲ့အရေးပါတဲ့စက်တွေရေး fiber စက်ကြောင်များပြတ်တောက်ခြင်းကြောင့်ဖြစ်ပြီးစစ်ရုံးနဲ့တိုင်းစစ်ဌာနချုပ်တွေအကြားလုံခြုံရေးစိတ်ချရတဲ့စက်တွေလမ်းကြောင်းကိုထိခိုက်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်ဒါကြောင့်စစ်တပ်ကသတ်မှတ်ထားတဲ့စစ်တုံးစိဘတ်ဂျက်ထက်စက်ငွေဘီလီယံပေါင်းများစွာပို့တိုးပြီးသုံးဆွဲရတော့မှာဖြစ်တယ်လို့နေပြည်တော်လုံခြုံရေးတပ်လွဲပုံမှုအဖြစ်ရတော့မှာဖြစ်ပါတယ်ငလင်းကြောင့်တိုင်းပြည်စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအနှုန်းလက္ခဏာပြမှုကိုရင်ဆိုင်ရမယ့်အချိန်မှာစစ်တုံးစိထပ်တိုးရမှာဖြစ်ပြီးဘတ်ဂျက်အကျပ်တေးချုံရမှာတည်ကြတယ်လို့ဖြစ်ပါ ါတယ်။သကိုင်းငလင်ကြောင့်စစ်တပ်ဘလောက်ထိထိခိုက်မှုရှိရဲဆိုတာကိုအတိအကျတွက်ချက်ဖို့ခက်ခဲနေတော့လဲ။သကိုင်းငလင်ကစစ်တပ်အတွက်ထိုးနှက်ချက်တခုဖြစ်တယ်ဆိုတာကိုတော့ငင်းလို့မရတာကအမှန်တရားဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။